ကျောင်းမဲမျိုးပေါ်တို့စစ်တပ်စစ်ကြောင်းများရောက်လာတော့လဲတိုက်ပွဲများဆက်လက်ပြင်းထန်နေစစ်တပ်ကလေကြောင်းလက်နက်ကြီးများဖြင့်စစ်တိုက်ပစ်ခတ်နေပြည်သူများဘေးလွတ်ရာထွက်ပြေးနေ2025ခုနှစ်အောက်တိုဘာလတရက်နေ့ရှမ်းပြည်နယ်ကျောင်းမဲမျိုးပေါ်တို့အကြမ်းဖက်စစ်တပ်စစ်ကြောင်းများရောက်လာတော့လဲတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းလက်နက်ကြီးများဖြင့်စစ်တိုက်ပစ်ခတ်နေပြည်သူများဘေးလွတ်ရာထွက်ပြေးနေရကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည် ယနေ့အောက်တိုဘာလတရနေ့တွင်ကြောင်မဲမြို့ပေါ်သို့အကြမ်းဖက်စစ်တပ်စစ်ကြောင်းများရောက်လာတော်လဲထိတွေ့တိုက်ပွဲများသည်လက်ရှိချိန်မြို့ပြင်တွင်ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်းသိရသည်စစ်ခွေးစစ်ကြောင်းကမြို့ပေါ်ကိုဝင်လာတော့ဟုတ်ပါတဲ့တိုက်ပွဲကမြို့အဝင်ထွက်မှာဖြစ်နေတော့ပဲစစ်ခွေးတွေကလက်နက်ကြီးလက်နက်ငယ်တွေဒုံးတွေကစစ်တိုက်ကိုဘုံကျဲပြီးခတ်နေတာပြည်သူတွေလည်းမနေရတော့ဘူးတိမ်းရှောင်နေရတဲ့တိုက်ပွဲကဆက်လက်ဖြစ်နေတော့ပဲဟုဒေတာပြည်သူတို့ဦးကပြောဆိုသည် ထို့ပြင်ယမန်နေ့စက်တင်ဘာလ30ရက်နေ့မွန်းလွဲပိုင်းကလည်းအကြမ်းဖက်စစ်တပ်ကကျောင်းမဲမြို့ပေါ်ကိုဒေုံဖြစ်မီလောင်ပုံးများကျဲချတိုက်ခိုက်ခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းကြောင့်မြို့တွင်းရှိနေရာတချို့မိသက်ယုံတတော်ယုံနှင့်ရဲစခန်းတို့မီလောင်ပြကြခဲ့ကြောင်းရပ်ဝတ်လူကထုတ်ပြန်ထားသည်အကြမ်းဖက်စစ်တပ်သည်ကျောင်းမဲမြို့နယ်ကိုတာလွန်အင်အားဖြင့်လေကြောင်းလက်နက်ကြီးဒေုံများအပါအဝင်အစိမ့်ဝိပုံးများကိုအသုံးပြုပြီးရန်တမ်းပစ်ခတ်တိုက်ခိုက်နေသောကြောင့်လက်ရှိချိန်တွင်ပြည်သူများသည်ဘေးလွယာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည် အလားတူယေမန်နေ့ကလည်းအကြံဖတ်စစ်တပ်နဲ့တောင်းတမတော်တို့ကြောက်မဲမျိုးနီးပင်ဒီကျေးရွာနဲ့နောင်ချုံမြို့နယ်ဘန်ကာချောင်းနီးတွင်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးလက်ရှိအချိန်ထိဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်းရော့ဖေလူထုတ်ပြန်ချက်တွင်ဖော်ပြထားသည်ပြည်သူများအနေဖြင့်အကြံဖတ်စစ်တဲ့ဤလေကြောင်းလက်နက်ကြီးနှင့်ဒရုန်းများဖြင့်ပုံကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန်စီရေးသတိမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်ကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနယ်လယ်များလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းရပ်သူကထုတ်ပြန်ထားသည်